အပိုင်းဆက်တီးရဲ့အဆောက်မှာတော့ဇူပါကီရီတယောက်ရှီကီရဲ့လက်ချက်နဲ့မှောင်နေခဲ့ပါပြီ။သူကအာယူကလှုပ်ရှားနေပြီးမာနာကာကိုကြိလိုက်တော့မာနာကာကလည်းတေဆုံးနေခဲ့ပါပြီ။ဒါကိုမြင်တော့ဇူပါကီရီကသူ့အနေနဲ့ရှီကီကိုရှော့တွက်မိခဲ့တာပဲလို့တွေးနေပြီးနိုင်မယ်လို့ထင်ထားတာလို့ရေယူနေတာပါ။တကယ်တော့ဇူပါကီရီကမိုမိုတာရိုအဖွဲ့ရဲ့လေးလာသူအဖြစ်နဲ့နေကျင်ခဲ့သူဖြစ်ပါပြီ။သူကနေ့တိုင်းအိုနီရီကိုစမ်းသပ်ရတာကိုသဘောကျပြီးသူ့ရဲ့အလုပ်ကိုလည်းပဲသူကိုယ်တိုင်ကကျေနပ်နေတာပါ။အဲ့နောက်တရက်မှာတော့မန်နာကာကစူပါကီရီစီကိုရောက်လာပြီးသူ့ရဲ့အဖွဲတွေကိုဝင်ဖို့လာပြောပါရီ ဒါပေမဲ့စူပါကီရီကမဝင်ဘူးလို့ညင်းပြစ်လိုက်ပေမဲ့သူကနောက်ပိုင်းမှာမနာကာရဲ့အဖွဲ့တွေကိုဝင်လာခဲ့ပါတယ်။မနာကာကတိုက်ခိုက်မှုတိုင်းကိုပြတ်သားစွာလုံဆောင်တတ်ပြီးသူကအဖွဲ့ရဲ့ယုံကြည်ခြင်းတွေကိုလည်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်မနာကာကတည်ဆုံသွားတဲ့အုံဒီတွေအတွက်လည်းစူတောင်းပေးတာမျိုးကိုလုပ်တတ်ပါသေးတယ်။ဒါပေမဲ့စူပါကီရီကတော့မနာကာရဲ့စိတ်ကိုလုံးဝနားမလည်ခဲ့ပါဘူး။တရက်မှာတော့မနာကာကစူပါကီရီကိုသူ့ရဲ့မိသားစုနဲ့မိတ်ဆက်ပေးပြီးညစာအတူတူစားခိုင်းပါတယ်။ဒါကစူပါကီရီရဲ့ဘဝကိုပိုပြီးရှုပ်ထွေးလာစေခဲ့တာပါ။ ဘာလို့လဲဆိုတော့ Super Curie ကမနာကာရဲ့ဇနီးချက်ကျွေးတာတွေကိုစားလိုက်တဲ့အချိန်မှာနှွေးထွေးမှုကိုခံစားလိုက်ရလို့ဖြစ်ပါတယ်။သူကဒီလိုအရသာရှိတာတွေကိုမစားပြတာအထောက်လေးတော်မှကြာနေခဲ့ပါပြီ။နောက်ပိုင်းမှာတော့ Super Curie ကမနာကာရဲ့အိမ်မှာပဲမကြာခဏထမင်းသွားစားပါတယ်။တရက်မှာတော့သူတို့က Oni ရဲ့အိမ်အိမ်ကိုဝင်စီးပါတယ်။အဲဒီမှာမနာကာက Oni ကလေးတယောက်ကိုမြင်တော့သူ့ရဲ့ကလေးကိုမြင်ရရင်တွေ့ဝေသွားပါတယ်။ဒါကိုမြင်တော့ကလေးကလည်းအပြင်ကိုထွက်ပြေးသွားပြီးဖြစ်ချင်တော့ကလေးရဲ့ Oni စွမ်းအားကပွင့်သွားကဘေးနားကလူတွေကိုတတ်ပြစ်လိုက်တာပါ။ ပူဆိုးရာကအိုနီကဈေးဝယ်ထွက်လာတဲ့မာနာကာရဲ့ဇနီးနဲ့ကလေးကိုမြင်သွားပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါလိမ့်။ဒါကိုမြင်တော့မာနာကာကအိုနီကိုတတ်လိုက်ပေမဲ့သူကဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပြီးမိမနဲ့ကလေးကိုလည်းမကယ်နိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့မာနာကာတယောက်အိုနီပေါက်ကလေးကိုမရှင်းလင်းလိုက်မိတဲ့အတွက်အကြီးကျယ်နောင်တရသွားခဲ့ပါလိမ့်။သူကစူပါကီရီကိုသူ့အနေနဲ့အိုနီရီကိုတနာနေတာကမှားနေတာပဲလို့ပြောလိုက်ပြီးသူတို့အနေနဲ့အိုနီရီကိုကလေးတွေကအစာတတ်ပြစ်တင်တယ်လို့ဆိုပါလိမ့်။ မာနာကောင်ကတော့သူ့ရဲ့အဖြစ်ကြောင့်မလို့မိသားစုကိုဆုံးရှုံးလိုက်ရတာကိုကြေကွဲနေပြီသူကအခုလိုမျိုးအဆုံးသတ်သွားချင်တာမဟုတ်ကြောင်းလေစူပါကီရီကိုပြောလိုက်ပါရီမာနာကရဲ့စကားကြောင့်စူပါကီရီလေမာနာကရဲ့အလောင်းကိုထိန်းချုပ်ကပြန်အသက်သွင်းလိုက်ပါရီဒါကြောင့်မလို့စူပါကီရီကပုံနာမည်ကြီးလာပြီးသူကခေါင်းဆောင်တစ်ယောက်ဖြစ်လို့လာတာပါလက်ရှိချိန်မှာတော့စူပါကီရီကမာနာကစီကိုတွားဖို့လုပ်နေပြီးသူကအခုထိမရှုံးသေးဘူးလို့လည်းပြောလိုက်ပါရီအဲ့ဒီချိန်မှာပဲမီရီကမာနာကရဲ့ခန္ဓာကိုယ်ကိုလောင်ကျွမ်းသွားပါပြီး ဒါပေမဲ့တော့စူပါကီရီတယောက်တုံ့လှုပ်သွားခဲ့ပြီးသူလဲလဲကျသွားခဲ့ပါလိ။တဖက်မှာတော့ရှီကီတယောက်သူလုံးနိုင်ပြီလို့တွေးနေခဲ့ကမိုင်ကလည်းရှီကီကိုကြည့်ပြီးအံ့ဩစရာပဲလို့ပြောလိုက်ပါလိ။အဲ့ဒီအချိန်မှာပဲခေါမူးရက်ကြီးကပြိုကျလာလို့မိုင်လေးလန့်ပြီးအော်ပြစ်လိုက်ပါလိ။ဒါပေမဲ့တော့ရှီကီတယောက်အသိဝင်လာကမိုင်ကိုဒီနေရာကမလုံခြုံတော့တာမို့လို့အပြင်ကိုထွက်ပြေးရအောင်လို့ပြောပြီးသူကထွက်ပေါက်ကိုလိုက်ရှာဖို့အတွက်လုပ်ပါလိ။ဒါပေမဲ့ရှီကီခမရပြစ်လဲကျသွားပြီးအရန်ကိုမှပင်မနေရကြောင်သတိပါလဲသွားပါပြီ။မိုင်ကတော့ရှီကီကိုသတိရလာဖို့အတွက်အော်ဟင်းနေပါလိ။ အပြင်ဘက်မှာတော့နိုင်တိုတို့ကသူ့ကိုယ်သူအကာရန်ထဲမှာပိတ်မိနေတဲ့ယိုမိုဂီကိုကြည့်နေပါလိ။ယိုမိုဂီကတော့တစ်ဖက်ကအင်အားများတဲ့အပြင်နိုင်တိုကလည်းရှိနေတာကြောင့်အပြင်ကိုမထွက်ဖဲနေပါလိ။ဒါကိုမြင်တော့နိုင်တိုကယိုမိုဂီကိုလွှတ်ထားလိုက်ဖို့အတွက်ပြောတော့တယောက်ကဒါကအဆင်ပြေပါမလားလို့မေးလိုက်ပါလိ။နိုင်တိုကတော့ရတယ်လို့ပြောခဲ့ပြီးအဓိကအရေးကြီးတာကအထဲကလူတွေကိုကယ်ဖို့အတွက်ပဲလို့ဆိုပါလိ။ပြီးတော့နိုင်တိုကအထဲကိုဝင်သွားတာကြောင့်အားလုံးကလည်းလိုက်သွားခဲ့ပါလိ။ဂျင်းကတော့အထဲကိုရောက်တော့ရှီကီကိုကုသပေးနေတယ်။ကျူယာကိုမြင်လိုက်ရတာကြောင့်အံ့ဩသွားပြီးမတည်သေးဘူးလားလို့မေးလိုက်ပါလိ ်ကျိုရကတော့သူကလေပင်အချောကိုအဖျက်ခံလိုက်ရပါမယ်သူ့ရဲ့သွေးကိုတောက်ပြီးပြန်ကူးခဲ့တာလို့ရှင်းပြလိုက်ပါတယ်ပြီးတော့သူကဒီမှာအကူအညီပေးနေတယ်သူလို့လည်းပြောပြကနိုင်တိုကတော့စူပါဂီရီရဲ့နားကိုသွားပြီးဒီကီရှင်ကလေးရဲ့အဆွမ်းကဘလို့လဲလို့ပြီးတော့စူပါဂီရီကထင်မထားလောက်အောင်အားကြည့်တယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ဂျင်းကကီရှင်ဆိုတာပါလေးမိလိုက်ပြီးသူကနားမလည်နိုင်အောင်လည်းဖြစ်နေပါတယ်အဲ့ဒီအချိန်နိုင်တိုကတော့စူပါဂီရီကိုသူ့ရဲ့ထီးနဲ့ထိုးတက်လိုက်ပါပြီတဖက်မှာတော့ယိုမိုဂီကနိုင်တိုတို့ထွက်သွားကမှအပြင်ကိုထွက်လာပါတယ် ပေရသူမကအထဲကိုဝင်ကြည့်တော့ဆူပါကီရီကအသက်ခံထားတာကိုမြင်လိုက်ရတာကြောင့်တုန်လှုပ်သွားပါလိမ့်။ဆူပါကီရီကမိုမိုတာရီရဲမှာသူ့ရဲ့ပုံစံကိုထိုးဖောက်နိုင်တဲ့သူဖြစ်ပြီးသူ့ကိုအားလုံးကတော့ယွန်စီယာကောင်လို့ခေါ်ဝေါ်ခဲ့ကြပါလိမ့်။နောက်ရမှာတော့ရှီကီတယောက်လက်နိုးလာပြီးသူကအခန်းတစ်ခုထဲမှာရောက်နေပါလိမ့်။ပြီးနောက်မှာတော့ကီယာကရှိနေပြီးသူကရှီကီကိုနိုးလာပြီလားလို့မေးလိုက်ကကီယာကသူတို့တွေအခုအိုနီတွေဖွင့်ထားတဲ့တဲခုကမ်းမှာရောက်နေကြောင်းပြောကမင်းတကယ်ချင်းနေလဲဘေးမှာရှိနေရလို့ရှင်းပြလိုက်ပါလိမ့်။နိုင်တိုကတော့ရှီကီကိုဆူပါကီရီကိုတတ်နိုင်သားပဲလို့ပြောတော့ ရှီကီကနိုင်တိုကိုမိုင်ယက်မိဘတွေကိုပြန်မရတော့ဘူးလားလို့မေးလိုက်ပါရီ။ဒါကိုကြားတော့နိုင်တိုတယောက်ခေါင်းပြန်ငိမ့်လိုက်ပြီးသူကဖြစ်ပြီးတာတွေကိုပူဆွေးနေမယ်အစားမနက်ခင်းကိုမြင်နိုင်တာပဲကံကောင်းလာပြီလို့ဆိုပါရီ။အဲဒီနောက်မှာတော့သူတို့အလုံးအကြောင်းကိုပြန်ဖို့လုပ်ခဲ့ကြပါပြီ။အီဂရီကတော့ဒီတစ်ခေါက်ကြာလို့ရှိရင်ပုံမှန်အနေထားနဲ့ပဲလာလေခြင်းတယ်လို့ပြောလိုက်ပါရီ။ဒါကိုကြားတော့ဂျိုယာကလည်းထပ်လာလေဖို့အတွက်ပြောပါ။မိုင်ကတော့သူတို့ကခေါ်ထားလိုက်မှမို့လာတွေ့ခြင်းတဲ့အချိန်လာတွေ့ဖို့အတွက်ပြောပါရီ။အဲဒီနောက်နိုင်တိုကအလုံးကိုသွားမယ်လို့ပြောလိုက်ပြီးသူတို့ကဒီမော့ဘော်ကိုတက်ဖို့လုပ်နေပါရီ။ အဲ့ဒီအချိန်မှာပဲမိုင်တယောက်ရှီကီကိုလမ်းခေါ်လိုက်ပြီးဂျေဆုတင်တယ်လို့ပြောလိုက်တာကြောင့်မလို့ရှီကီတယောက်ပြုံးလိုက်ပြီးပြန်ပြီးတော့နှုတ်ဆက်လိုက်ပါရီဒီလိုနဲ့အကြောင်းကိုပြန်ရောက်တော့နိုင်တူကသူတို့အိုနီတွေမှာလေးလာသူတိုက်ခိုက်သူနဲ့ကုသအေးလုပ်တဲ့သူဆိုပြီးသုံးမျိုးရှိတယ်လို့ပြောပြပါရီဒါအပြင်ရှီကီတို့ကအဖွဲတွေကလူတွေကလည်းပဲဒီနေရာကိုကိုယ့်ရဲ့သွေးထူးပြတဲ့နေရာလိုက်အဖွဲတွေကိုဝင်ရမယ်လို့ဆိုပါရီတစ်ဖက်မှာတော့ရှီကီကနိုင်တူပြောသမျှကိုအားနဲ့ပါနေလိုက်မှန်နေပြီးတယောက်တည်းကိုစူညံနေတာပါအဲ့ဒီအချိန်အေဂရီကတော့အိမ်ကနေရာကြောင်းမလို့နိုင်တူကသူ့ကိုသွားနှုတ်လိုက်ပြီး လိုက်မသိချင်းထွက်သွားဖို့အတွက်ပြောကရှီကီကိုလည်းပဲမင်းကအရန်ဆူလုံးတယ်လို့ပြောလိုက်ပါရီအဲဒီနောက်နိုင်တိုကအားလုံးကိုအိတ်ဆောင်ခွဲရမယ်လို့ပြောကနှစ်ယောက်တရဲစီနေရမယ်လို့ဆိုပါရီဒါကိုကြတော့ရှီကီတရတယောက်ထဲပဲနေလို့မရဘူးလားလို့မေးတော့နိုင်တိုကမရဘူးလို့ပြန်ပြောပါရီအဲ့ဒီအချိန်ဂျူဂျီကတော့သူတို့ထဲမှာတယောက်ကပူနေမှာလို့ပြောတော့နိုင်တိုကပူနေတဲ့သူဟာသူနဲ့နေရမယ်လို့ဆိုပါရီနိုင်တိုရဲ့စကားကိုကြတော့ရှီကီကလန့်သွားခဲ့ပြီးနိုင်တိုနဲ့သာနေရမယ်ဆိုရင်သူကထောင်ချသလိုဖြစ်နေမယ်ဆိုပြီးတော့ပြောနေခဲ့ပါရီ ။ဒါကြောင့်မလို့သူတို့ကဘာဆက်လုပ်ရမလဲဆိုတာကိုတိုင်ပင်နေခဲ့ပါတယ်။ Igri ကတော့သူတယောက်ထဲပဲနေချင်တယ်လို့ပြောနေချင်း။ Roguru ကတော့သူက Naito နဲ့အတူနေရမလားဆိုတာကိုတွေးနေတာပါ။ Guina ကတော့ Naito ကိုသူက Roguru နဲ့အတူနေမယ်လို့ပြောတော့ Shiki တို့ကလန့်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ Shiki ကမိန်းကလေးနဲ့ယောက်ျားလေးကအတူတူနေလို့မရဘူးလို့ပြောတော့ Guina ကဘာဖြစ်လို့လဲလို့မေးပါတယ်။ဂျူဂျီကတော့ရိုဂူရိုကိုမင်းကဘတ်ပြောင်းသွားတာလားလို့မေးလိုက်ပြီးရိုဂူရိုကိုကင်လုံနေတာကြောင့်မလို့ရိုဂူရိုတယောက်ကတော့လန့်နေခဲ့ပါသေးတယ် ဂျူဂျီကတော့ရိုဂရိုကိုဘယ်အချိန်နေထိရောက်နေပြီလဲလို့မေးတော့ရှီကီကမနာလိုလိုက်တာလို့လည်းပြောနေခဲ့တာပါနိုင်တိုကတော့မိမနဲ့ယောက်ျားအတူတူနေလို့မရဘူးလို့ပြောတော့ကွေနာကဒါဆိုရင်ရိုဂရိုကိုဘယ်သူကဂယူဆိုင်ပေးမှလဲလို့မေးလိုက်ပါတယ်ဒါကြောင့်ကျတော့ရှီကီတို့ကဘာဂယူဆိုင်ဆရာလို့လဲလို့မေးလိုက်တော့ကွေနာကရိုဂရိုရဲ့မျက်နှာတည်သွားတိုက်တန့်ရှင်ကြီးကအစားအားလုံးကိုဘယ်သူကလုပ်ပေးမှလဲလို့မေးပါတယ်ဒါကြောင့်ကျတော့ရှီကီတို့ကစိတ်ပြတ်နေပြီဒါကဂယူဆိုင်ပေးဖို့လိုလိုလားလို့လည်းဆိုလိုက်တာပါအဲ့ဒီအချိန်ရှီကီကဟိုမရဲကိုကွေနာကိုထိန်းထားဖို့အတွက်ပြောလိုက်ပါတယ် ဒါပေမဲ့ရှီကီရဲ့စကားကအသေးပေကောက်လွဲသွားခဲ့တဲ့ဟိုမရဲတယောက်အားလုံးကိုတောင်းပန်နေပြီးသူမကထွက်သွားပါမယ်လို့လည်းပြောနေခဲ့တာပါဟိုမရဲကတော့သူမသာထွက်သွားရင်အားလုံးကအဆင်ပြေသွားပြီလို့တွေးနေခဲ့ပြီးအပြင်မှာပဲအိတ်လိုက်ပါမယ်ဆိုပြီးဇုကူမှခြေကွဲဝန်းနေနေပါတယ်ဒါကြောင့်မလို့ရှီကီတို့ကလည်းစိတ်မကောင်းဖြစ်သွားခဲ့ရပါပြီတဖက်မှာတော့ဂရီနာကနိုင်တိုကိုဘာလို့သူမကရိုဂူရိုနဲ့အတူနေလို့မရတာလဲလို့မေးပါတယ်အဲ့ဒီအချိန်ရိုဂူရိုကတော့ဂျူဂျီကို"သူကဂရီနာကိုကြောက်တာကြောင့်ရင်သူနဲ့အတူနေပေးလို့မရဘူးလား"လို့မေးနေခဲ့တာပါ ါကိုကြတော့ဂျူဂျီကရိုဂူရိုကသူ့ကိုလာကြွားနေတယ်ထင်ပြီးမကြေမနက်တည်းလုံနေခဲ့ပေမယ့်ရိုဂူရိုတယောက်စိတ်ညစ်နေပါလိမ့်။ဒါကိုကြည့်နေတဲ့အီဂရီကတော့ရှီကီကိုမင်းကဆရာနဲ့အတူတူနေလိုက်လို့ပြောတော့ရှီကီကသူကအထက်တန်းကျောင်းတော့ကကျောင်းထွက်ခဲ့ရတာကြောင့်ကျောင်းသားခီးစင်တွေကိုသဘောကျပြီးတငယ်ချင်းတွေနဲ့ပဲအတူတူနေခြင်းကြောင်းပြောလိုက်ပါလိမ့်။ဒါကိုကြတော့ဂျူဂျီကရှီကီကိုကျောင်းထက်ဖူလာလာလို့မေးလိုက်တော့ရှီကီကဂျူဂျီကိုမင်းတို့ကမတက်ဖူးဘူးလားလို့မေးလိုက်ပါတော့လိမ့်။ဒါကိုကြတော့ဂျူဂျီကသူတို့တုန်းကအစွမ်းပေါ်လာတဲ့အချိန်ကအယမ်းမြန်တာကြောင့်မတက်ခဲ့ရဘူးလို့လည်းဆိုပါရီ ရှီကီကတော့အားလုံးမှာလေးပြဿနာတွေရှိနေခဲ့တာကိုသိသွားပြီးမိုင်ကိုလည်းပဲတတိယသွားပါရီမိုင်တယောက်အခုချိန်ဘာတွေလုပ်နေမလဲဆိုတာသူကတွေးနေခဲ့သေးတာပါအဲဒီနောက်ရှီကီကအားလုံးကိုစုံစွမ်းစည်းလုပ်ပြီးမဲခွဲဖို့အတွက်လုပ်ပါရီဂျူဂျီကတော့နိုင်တိုနဲ့တခန်းထဲကျသွားတာကြောင့်စိတ်တက်ပါကြနေပြီးစိတ်ပါညစ်နေခဲ့ပါရီရှီကီကတော့သူကလွတ်သွားလို့အယံပျော်နေပေမယ့်သူကဂျင်းနဲ့တဖွဲ့တည်းဖြစ်ချင်နေရကြောင့်ငိုချင်သွားပြီးဒါကဆရာနဲ့နေရတာထပ်ပိုးဆိုးတာပဲလို့ပြောလိုက်ပါရီဂျင်းတယောက်ကတော့ရှီကီကိုကီရှင်ရဲ့ကလေးဆိုပြီးဘဝင်မြင့်မနေဖို့အတွက်ပြောတာထွက်သွားခဲ့ပါပြီ။ ဒါကိုကြားတော့ရှီကီကလည်းပဲသူ့ကိုတတ်တတ်ကြည့်ရန်ရှာနေတဲ့ဂျင်းကိုကြည့်ကစိတ်ညစ်နေပါလိ။အဲ့ဒီအချိန်ရှင်ညော်ကတော့ရှီကီကိုတိုက်ခိုက်ဖို့အတွက်လုံနေပါလိ။သူကရှီကီကိုတတ်ပစ်လိုက်ရင်သူ့ရဲ့နာမည်ကတက်လာမယ်လို့လည်းတွေးနေတာပါ။ဒါကိုကြားတော့လက်ထောက်ကဖြစ်ပါမလားလို့ပြောလိုက်ပေမယ့်ရှင်ညော်ကတော့ဖြစ်တယ်လို့ပြောလိုက်ပြီးအားလုံးကိုအစင်သင်းပြင်ထားဖို့အတွက်ပြောကရှီကီကိုတတ်ဖို့အတွက်ပြောလိုက်ရင်ဇလန်လီကလည်းဒီနေရာမှာနေတက်ခမ်းရလို့သွားခဲ့ပြန်ပါလိ။